တော်ဝင်ကျောင်းတော်အပြင်ဘက်မှာတွားရောက်ကြင်ကြံရလိမ့်မယ်ဆိုကပါရှန်ပါမောက်ခကြီးကချင်းမှုကိုထန်းလူမျောစင်စီသွားပြီးကြိုက်နှစ်သက်ရတိုင်းကျန်းတွေနဲ့နှစ်တကိုးကျန်းတွေကိုတွန်းကားယူခိုင်းလိုက်ပါတယ်။အကိုရှန်ကသူ့လဲလိုက်ချင်းကြောင်းပြောတော့ဒီတစ်ခေါက်တင်ကြပေးမှုကတော်ဝင်ကျောင်းတော်သားတွေအတွက်ဖြစ်လို့တပည့်ဖြစ်သူကိုတီးတန့်တင်ကြပေးရမယ်ဆိုရင်ကျောင်းသားတွေကြားမှာကြောသားရင်သာခွဲခြားရတဲ့ဆိုပြီးအရှင်မင်းကြီးကအပြစ်တင်လာနိုင်ကြောင်းရှင်းပြပေးလိုက်ပါတယ်။ ဒါအပြင်ဒီကီးစင်မှာချင်းမှုပြင်တော်ဝင်ပညာရှိတယောက်ကိုလည်းအတူတူခေါ်သွားပေးရမှာဖြစ်လို့တပည့်ဖြစ်သူကိုကို့ဘာသာလေ့ကျင့်ခိုင်းထားလိုက်တဲ့အခါဆရာတို့အကိုရှန်ကချင်းမှုလက်ထဲမှာမရှုံးနိုင်သေးသေး၍ဆရာဦးလေးလို့မခေါ်နိုင်ကြောင်းမတော်ခင်ပြောသွားခဲ့ပါသေးတယ်။ဒီတစ်ခေါက်ခီးစင်ဟာလေ့ကျင့်မှုအတွက်ဆိုပြီးအပေါ်ယံတက်မှတ်ထားကြပေမဲ့တကယ်တမ်းမှာတော့ဆရာဖြစ်သူရဲ့ခန္ဓာကိုယ်တဝက်ကိုလိုက်ရှာကြမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့အရဲကြိုက်သူနှစ်ယောက်ကမူးကွဲအောင်တောက်စားနေကြပြီးစိမ့်ပြနွားနဲ့မြေခွေးမလေးတို့ကသွေးတောက်မောင်နှမအဖြစ်တစ္ဆာပြူးချိန်ဆိုနေကြပါတယ်။ ဟူလင်းအားက အမကြီးဖြစ်လာတဲ့အခါနွားနွားလေးရဲ့စိမ့်ပြအရေခွန်ကစိမ့်ပြနဂါးရေခွန်နဲ့အတော်လေးစင်တူတာကြောင့်အဖိုးတန်တဲ့ဒီရေခွန်ကိုဈေးထဲမှာတွားရောင်းစားခြင်းနေခဲ့တယ်လို့ရက်လီအိုးကုံချိန်မှာတော့နှကောင်စလုံးမောက်သွားခဲ့ကြပါတော့တယ်။စိမ့်ပြနွားလေးကိုလိန်ညာလဲစားနေတဲ့ပုံကချင်းမှုနဲ့တူလွန်းတဲ့ဆိုပြီးရှာဖို့ဖို့ရေရွတ်လိုက်တဲ့အခါအဖိုးထုပုကမြို့တော်မှာဘလောက်ကြအောင်နေမှာလဲဆိုတာနဲ့မင်းရဲ့မျက်လုံးတွေကိုတွားမရှာသေးဘူးလားဆိုပြီးမေးလာခဲ့ပါတယ်။ ရှာဖိုးဖိုးကလည်းမင်းတပည့်ကြီးရောက်မလာခင်ခန္ဓာကိုယ်အောက်ပိုင်းကိုသွားမရှာသေးဘူးလားဆိုပြီးရှာဖိုးဖိုးပြန်မေးလိုက်တယ်လို့ချင်းမူလေးကိုစိတ်မချနိုင်သေးဘူးလားဆိုကနှစ်ယောက်သားတိတ်ဆိတ်သွားခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ်ချင်းမူဟာအပြည့်စည်နေမြေကနေထွက်သွားခဲ့ပြီဖြစ်တာကြောင့်သူတို့တွေလည်းသက်ဆိုင်တဲ့နေရာတွေစီထွက်သွားသင့်ပြီဖြစ်ကြောင်းအဖိုးထုဖို့ပြန်ပြောလိုက်ပါတော့တယ်။ချင်းမူကဟူလင်းအာကိုခေါ်ယူပြီးထန်းလူမျိုးစင်ထဲမှာနတ်တကိုတိုင်းကျန်းတွေစိတ်ကြိုက်ရွေ့ယူနေတယ်လို့ပါရှန်ပါမောက်ခါကြီးကလေးချင်းမူခီးစင်မှာတော်ဝင်မင်းသားဘက်ကလူတယောက်ထည့်ပေးနိုင်မလားဆိုပြီးတွားရောက်မေးမြန်းနေပါတယ်။ အရှင်မင်းသားဘက်ကနေယိုဟဲအစ်စ်မရောက်သေးတဲ့ပညာရှင်ကိုရွေးချယ်ပေးပါဆိုပြီးပြောလိုက်တယ်လို့သူ့ဘက်ကလည်းအဲ့ဒီပညာရှင်ရဲ့တိမ်မြုံနေတဲ့စွမ်းအားတွေကိုပြိုးထောင်တင် जा ပေးမယ်ဆိုပြီးပြက်သားစွာပြောလိုက်ပါတယ်။ဒီစကားကြတော့ပါရှန်ပါမောက်ခကြီးကတဝင်းကျောင်းတော်မှာဒုတိယဒန်စာဖြစ်တာကြောင့်မင်းသားဆောင်ဘက်ကလူတွေသာသူ့တင် जा မှုရရှိနိုင်မယ်ဆိုရင်ထီးနန်းဆက်ခံမှုကိစ္စမှာလည်းအခွင့်အရေးပိုများလာနိုင်ကြောင်းမင်းသားလေးစဉ်းစားမိလိုက်ပါတယ်။ ဒါကြောင့်မင်းသားလေးကလိန်ရီရှုကိုရွေးချယ်လိုက်ပြီးကြက်ကန်ကန်နိုင်တဲ့ညီမတော်လေးရဲ့အချင်းစရိုက်ကိုတင် जा ပြတာပေးပါအောင်ဆိုကာပါရှမ်းပါမောက်ခတ်ထံတောင်းဆိုအပ်နှံလိုက်ပါတော့တယ်။နောက်တနေ့မှာတော့စိမ့်ပြနွားကြီးကအဝေးတနေရာစီခီးထွက်သွားရမှာဖြစ်လို့နောက်တစ်ချိန်ကျရင်ဒီကိုကြီးနဲ့အပြင်ထွက်ကြရအောင်လေဆိုပြီးချီလင်းငကားသားရဲကိုမင်းကလေးအမတ်နဲ့ဖုန်သွားကြောင်းနေခဲ့ပါတယ်။ ဒါပေမဲ့လည်းဟူလင်းအာရဲ့ပြောစကားအရချီလင်းနဂါကအထီးကြီးဖြစ်နေမှန်သိလိုက်ရလို့နွားနွားလေးဖီးကျဲသွားခဲ့ရတယ်လို့ချင်မူတို့ကအိတ်ဆေးမြင်ခတ်ပေးလိုက်ပြီးချီလင်းနဂါသတိမိသွားပြီဆိုတာနဲ့တေးရီခံယူထားလိုက်ကြပါတယ်။ဖီးကျဲနေတဲ့နွားကြီးကိုချင်မူတို့ကအားပေးစကားပြောလိုက်ကြပြီးစိတ်ညစ်သွားတဲ့ကောင်လည်းတောင်းအောင်ပြေးဆင်းသွားခဲ့တဲ့အချိန်တစ်ဖက်မှာလည်းလင်ယူရှုက ချင်မူပေးထားတဲ့ဒူကြီးနဲ့အတူလေးကျင်ရီခီးထွက်ဖို့အရန်စိတ်လှုပ်ရှားနေခဲ့ရပါတယ်။ မင်းသားလေးကလင်ယူရှုကိုအစွမ်းပိုထက်လာစေခြင်းတလို့ချင်းမှုနဲ့လဲဝေးဝေးနေစေချင်တာကြောင့်ပါရှန်ပါမောက်ခကြီးနဲ့အပြင်းလွတ်လိုက်တာဆိုပေမဲ့စိတ်မကောင်းစရာတစ်ခုကသူ့ရဲ့လုံရက်ဟာရောက်ဖကိုကြက်ဥသွားတိုက်နေတယ်လို့မျိုးဖြစ်နေခဲ့ပါတယ်။ဂိတ်တကားဝစီရောက်လာကြတဲ့အခါပါရှန်ပါမောက်ခကြီးကလူတယောက်ကိုစောင့်ဆိုင်းနေလျက်ရှိပြီးဘသူများဖြစ်နေမလဲဆိုကမင်းသားလေးသိချင်နေခဲ့ပေမဲ့လူကိုယ်တိုင်ရောက်လာချိန်မှာတော့အတော်လေးစိတ်ညစ်သွားရပါတယ်။ လင်ယူရှုကိုမြင်တော့ချင်းမူကအနေငယ်အံ့ဩသွားရတယ်လို့လင်ယူရှုကလည်းသူလိုက်လာမှာကိုမပြောတော့လားဆိုပြီးပြဿနာရှာလိုက်တဲ့အတွက်တငယ်ချင်းရှိနေရင်ခီးထွက်လို့ပိုကောင်းနေဆိုကချင်းမူကအမြန်ရှင်းပြလိုက်ရပါတယ်။ဒါပေမဲ့မင်းသားလေးကသူ့ကိုစိုက်ကြည့်နေတဲ့အတွက်မင်းဘေးနားမှာရှိနေတဲ့သူတွေကဘာဖြစ်လို့ကြမ်းတမ်းခတ်ထန်နေကြတာလဲရှမ်းလုံမျိုးမာတော့ကလည်းချင်းဖေးရွက်ကသူ့ကိုဒီလိုမျိုးကြည့်ခဲ့သေးတယ်ဆိုပြီးလင်ယူရှုကို မေးကြည့်လိုက်ရပါတယ်။ပါရှမ်းပါမောက်ခကြီးကခီးထွက်ကြမယ်ဆိုပြီးပြောတော့ မင်းသားလေးကသူ့လဲအတူလိုက်ချင်းကြောင်ရှောက်တင်ကြီးလိုက်တဲ့အခါလင်ယူရှိုးကအမျက်လက်ခါပြနေခဲ့သလိုဘိုးတော်ကြီးကလည်းယိုဟေဘုံစင်ကျင်ကျန်သူကိုခေါ်သွားပေးလို့မရဘူးဆိုပြီးငင်းပယ်ပြစ်လိုက်ပါတယ်။ပြန်ရောက်လာတဲ့အခါကျရင်မင်းသမီးလေးကအစွမ်းပို့ထက်လာလိမ့်မယ်ဆိုပြီးမင်းသားလေးဘာမှပြန်မပြောနိုင်ခင်မှာပဲအမြန်ထွက်သွားလိုက်ကြပါတော့တယ်။ နော်နော်လေးကအကောင်ကြီးပုံစံပြောင်းပြီးစီးတော်ရင်ဖြစ်ပေးနေခဲ့တယ်လို့အခုလက်ရှိသွားနေတဲ့နေရာကအန်ဒရီအလွန်များတဲ့နယ်စပ်စီးမင်းဖြစ်တာကြောင့်တင်းငယ်တဲ့လှုပ်ရှားမှုတွေကအသက်ဆုံးရှုံးသွားနိုင်ကြောင်းပါရှန်ပါမောက်ခါကြီးကလမ်းတစ်လျှောက်ရှင်းပြပေးလာခဲ့ပါတယ်။မင်းသမီးလေးကထန်းလူမျိုးစင်တဲ့ကနေတာအိုဂိုင်းရဲ့မိုးကျိုးအတက်ဖြစ်တဲ့ကောင်းကင်ပြမိုးကျိုးတိုင်းကိုရွေးချယ်လာခဲ့တာဖြစ်လို့တော်ဝင်မျိုးနွယ်ရဲ့ငကားကိုကောင်အေဂရစ်တိုင်းနဲ့ပေါင်းဆက်လေးကျင်ကိုင်းလိုက်ပါတယ်။ ချင်းမှုရွေးချယ်လာတဲ့ဟာတွေကရေပန်းတိတ်မစားပေးမဲ့လည်းအသုံးဝင်တဲ့တိုင်းကျန်းတွေဖြစ်တယ်ဆိုပြီးနီလန်ပြောပြနေခဲ့ရင်ကတောတောင်ရင်မြေတွေတဖြည်းဖြည်းဖြစ်ကျော်လာခဲ့ပြီးအေဂျင့်တရာလုံးနဲ့ကုန်းချောင်းလက်နဲ့ရေချောင်းရှုမြော့ခင်းတွေကလည်းသူတို့တွေကိုခီးဦးကျုပ်ပြုတ်ပေးနေခဲ့ကြပါတယ်။အနားယူတဲ့နေရာတိုင်းမှာလင်းရွှေရှုလေးကျင့်နေခဲ့ပြီးဒရက်ဆင်ငါမျိုးအဆင့်ဖြစ်ပေမဲ့အခြေခံအုတ်မြင့်မတည်ငြိမ်သေးတာကြောင့်တိုင်းပညာရဲ့တကယ်အစ်အမှန်ကိုတော့ထုတ်သုံးနိုင်ခြင်းမရှိသေးပါဘူး။ ပါရှန်ပါမောက်ခဒီစကားပြောလိုက်တဲ့အချိန်မင်းမောင်လာတဲ့ကောင်းကင်ထက်ကနေမိုးကြိုးလျက်စီပေါင်းများစွာကိုလက်လုံရှာမှုတစ်ခုလေးနဲ့ထုတ်ပြတင်ကြားပေးလိုက်သလိုဒူကြီးကောက်ယူလိုက်ပြီးချင်းမှုစီပြေးဝင်တိုက်ခိုက်လာပြန်လို့ဓာထိန်ချုပ်ချင်းအကွက်နဲ့အမြန်တားစီးထားလိုက်ရပါတယ်။ဒီနီလန်ကိုမြင်တော့စွမ်းအင်တက်နဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုပူပေါင်းအသုံးပြုနိုင်တာလားဆိုပြီးလင်းရွှေရှုအမြင်ကျဲသွားရတဲ့အခါဆရာဖြစ်သူကမိုးမြေကိုဖွင့်လှစ်နိုင်ပြီးကောင်းကင်ရံကိုခုတ်ဖြတ်နိုင်တဲ့အပြင်ဓာတ်တစ်ချက်ထဲနဲ့လောကအတွင်းမှာရှိတဲ့စွမ်းအင်တက်တွေနဲ့နှက်တကူအကုန်လုံးကိုဖြိုခွင်းပစ်နိုင်တယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ ဆရာဖြစ်သူလို့မလုံနိုင်သေးတာကြောင့်ဒိုက်ခိုက်ရေးစွမ်းရည်တွေကိုပေါင်းစပ်တီထွင်ထားတာဆိုပြီးပါရှမ်းပါမောက်ခကြီးကလင်ယူရှိုးနဲ့အတူချင်းမှုကို လေ့ကျင့်ခိုင်းလိုက်ပါတော့တယ်။ဒိုက်ခိုက်တံမျိုးစုံကမြခင်းလွင်ပြင်ကြီးထဲမှာကျဲလောင်စွာထွက်ပေါ်နေခဲ့ပြီးဒိုက်ခိုက်မှုတိုင်းကိုချင်းမှုကအသားရခြေဖြက်ပြနေပြီးလင်ယူရှိုးမထိခိုက်တော့အောင်လည်းအထူးကယူစိုက်ပေးနေခဲ့ပါတယ်။ပါရှမ်းပါမောက်ခကြီးကစားတွေးတင်ကြပေးနေခဲ့သလိုချင်းမှုကလက်တွေးတင်ကြပေးနေခဲ့ရပြီးတစ်ခေါက်ရှုံးသွားတိုင်းမှလည်းမင်းသမီးလေးကစိတ်ကောက်တော်မူတတ်ပါသေးတယ်။ ခန္ဓာကိုယ်ကြန့်ခိုင်ပြီးတက်လွန်ကောင်းဖို့အတွက်နွားနောက်ပြေးလိုက်ရသလိုခီးတစ်ခေါက်နားတဲ့အချိန်တိုင်းမှာလည်းလေ့ကျင့်မှုပြုလုပ်ရတာကြောင့်အချိန်ကြာလာတဲ့အခါလင်းရီရှုကတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။တိုက်ခိုက်ရေးဆွမ်းအပြင်သူတို့နှစ်ယောက်ကြားထဲမှာခန်းစားချက်တွေလည်းမြင့်တက်လာခဲ့ပြီဖြစ်လို့ချင်းမှုကိုချွေးတုပ်ပေးနေခဲ့ရင်လင်းရီရှုတယောက်ထိမ့်ထိမ့်တာနေတဲ့လာရောင်အောက်မှာရှက်သွေးဖြာရင်ခုန်တည်ခဲ့ရပါတော့တယ်။ပါရှန်ပါမောက်ခတ်သွားခြင်းတဲ့နေရာကလုံလန်းနန်းတော့ဖြစ်ပြီးတခြားတိုင်းပြည်ထဲမှာတရှိနေတာဖြစ်လို့နေဆက်စည်းမျဉ်းကိုဖျက်ကျော်ဖို့လိုအပ်ကတိတ်မကြခင်မှာပဲချင်းမှန်ခံတက်ကိုသူတို့ရောက်ရှိလာကြပါတယ်။ စစ်တီတွေဘေးဖယ်ပြီးထွက်ပေါ်လာတဲ့စစ်သူကြီးကပါရှန်ပါမောက်ခကိုတစ်ချက်နှုတ်ဆက်လိုက်ပြီးတာနဲ့ဒီလူငယ်လေးကချင်မူလားဆိုပြီးမေးမြန်းလာခဲ့ပြန်ပါတယ်။ချင်မူမန်းတိသွားတဲ့အခါဟွာရှန်သမားတော်လေးကရန်ပိုးကောင်တန့်စင်စေးလုံးပေးပြီးချင်မန်ခံတဲ့စစ်တီတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့ဖို့တာကြောင့်အယိုတီပြူမှုလက်ခံပေးပါဆိုကစစ်သူကြီးအပါဝင်ရဲမဲစစ်တီအကုန်လုံးဒူးထောက်လိုက်ကြပါတော့တယ်။ နေကြာဆောင်တက်တစ်ခုလုံးကဒူညီစွာလှောက်ရှားလိုက်ကြတာကြောင့်ချင်မူကဒံယာကုသပေးခြင်းဟာတမားတော်တွေရဲ့တာမန်လုပ်တစ်ခုဆိုပြီးအမြင်ဆွဲထုပေးလိုက်တော့စစ်သူကြီးကဒီနေရာကိုလေ့ကျင့်ဖို့ရောက်လာတာလားဆိုပြီးပါရှန်ဘက်လက်မေးကြည့်လိုက်ပါတယ်။ပါရှန်ဘာမောက်ခကနေမီးပြင်ဘက်မှာရှိတဲ့လုပ်ငန်းရွှေရောင်နှန်းတော်ကိုတွားရောက်ကြမှာဆိုပြီးခေါင်းရမ်းပြလိုက်တဲ့အခါလက်ရှိအခြေအနေဟာဒိုင်းပြည်နှစ်ခုကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့နေမီးပြင်ဘက်မှာလည်းလူရိုင်းမျိုးနွယ်တွေပုံကန်နေလျက်ရှိတာကြောင့်ကြားရသူတိုင်းထိတ်လန့်သွားကြပါတယ်။ ဒါအပြင်လုံမန်းရွှေရောင်နန်းတော်ကတိုင်းပြည်အပြင်ဘက်မှာရှိတဲ့ကိုဝေကိုင်းကြီးတစ်ခုဖြစ်တယ်လို့တာအိုကိုင်းကြီးတွေလောက်စွမ်းအားကြီးမားကြတာဖြစ်လို့မြခင်းလွင်ပြင်ကြီးထဲမှာဆိုရင်အစွမ်းထက်ဆုံးအင်အားစုအဖြစ်လူသိများထင်ရှားကြပါတယ်။ကိုဝေပညာရှင်ကြီးတွေကလည်းတဘာဝစွမ်းအားတွေကိုထိန်းချုပ်အသုံးပြုနိုင်ကြတာကြောင့်ချစ်မှန်ခံတဲ့စစ်တီများစွာတည်ကြည်ပျက်စီးစေခဲ့ကြတယ်လို့စစ်ပွဲအခြေအနေကိုလည်းရှုပ်ထွေးစေခဲ့သေးတယ်ဆိုပြီးလင်းရီရှို့ရှင်းပြပေးနေခဲ့ပါတယ်။ညခင်းလွင်ပြင်ဟာစစ်ပွဲနယ်မြေကြီးဖြစ်လို့အခုချိန်မှာမင်းသမီးလေးနဲ့နှစေးသမားတို့ကိုအပြင်ဘက်ခေါ်မသွားတဲ့ကြောင့် တကယ်လို့များတခုခုဖြစ်သွားခဲ့ရင်တဝင်းကျောင်းတော်တခုလုံးတည်တံပေးခံရလိမ့်မယ်ဆိုပြီးစစ်သူကြီးပြောလာတော့သူရှိနေရင်ဘာပြဿနာမှဖြစ်လာမှာမဟုတ်တလို့မန်ဒီတိုင်းပြည်ထဲမှာလည်းနားနေမျက်စိတွေရှိနေသေးတယ်ဆိုကပါရှန်ကယုံကြည်ချက်ပြရှိနေပါတယ်။ဖြောင်းဖြားလို့မရတဲ့အခါစစ်သူကြီးကချင်းမှုစီသွားလိုက်ပြီးမန်ဒီတိုင်းပြည်ထဲမှာငွေတင်းကားတွေမတုံးကြပဲရွှေကိုပဲအုံပြုကြတာဖြစ်လို့ခီးစိတ်ထုတ်ပေးလိုက်တဲ့နောက်မြို့တကားကြီးပွင့်လာခဲ့ပြီးချင်းမှုတို့လည်းမျက်ခင်းလွင်ပြင်တဲ့စတင်ထွက်ခွာလာကြပါတယ်။ တိုင်းပြည်နှစ်ခုကြားထဲမှာအပြည့်စည်းမြေတချို့တရှိနေလျက်ရှိတာကြောင့်အမောင်ထူးကြီးကြားရောက်မလာခင်အမြန်တော်ဖို့လိုအပ်တယ်ဆိုပြီးတောအုပ်ကြီးတစ်ခုကိုဖျက်ကျော်လာခဲ့ကြရင်ညနေဆောင်အချိန်ကြမှာတဖက်နယ်မြေတဲကိုရောက်ရှိသွားခဲ့ကြပါတယ်။ဒီအချိန်လှုပ်ရှားမှုတွေခံစားမိလိုက်တာကြောင့်ချင်းမူကနက်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါလူရိုင်းမျိုးနွယ်စုကြီးနဲ့အတူတစ္ဆာဖောက်တပ်ဖွဲ့တစ်ခုကသူတို့ဘက်ပြေးလာနေကြရင်အချင်းချင်းတိုက်ခိုက်နေတာမြင်တွေ့လိုက်ရပါတယ်။ ထွက်ပြေးနေတဲ့အဖွဲ့ကတေးရရှင်ရဲ့အခြေအနေဖြစ်ပြီးချင်းမှုတို့အုပ်စုကသူတို့ရှေ့ပြည့်နေတာကြောင့်တပ်ဖြတ်ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ဟိန်ဟောက်လိုက်တဲ့နော်အိုတန်ကြီးနဲ့အတူထန်ကန်အဆုံးတနေရန်ကြီးတခုရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်ဒါမများစွာနဲ့တိုက်ခိုက်ကြည့်လိုက်ပေမဲ့ဖောက်ထွင်းနိုင်ခြင်းမရှိပါဘူးဒီအခြေအရာကိုမြင်တော့အရှိတ်ဘက်မှလည်းပိတ်ဆို့ခံလိုက်ရပြီဖြစ်တယ်လို့အနောက်ဘက်ကနေဂျောင်းပိတ်ခံလိုက်ရပြီဖြစ်တာကြောင့်လူရိုင်းမျိုးနွယ်စုဘက်ကိုနောက်လည်းတိုက်ခိုက်လိုက်ပေမဲ့ကိုဝေးပညာရှင်ကြီးတွေရဲ့လေမိုးကျိုးဆင့်ခေါ်မှုတွေအောက်မှာတပ်ဖွဲ့တစ်ခုလုံးဟန်ချက်ပြတ်သွားခဲ့ရပါတယ် ဒီအခွင့်အရေးကိုအသုံးပြုပြီးခြေလင်းစစ်တီတွေကလည်းစင်မြင့်ပေါ်ပါများစွာနဲ့တိုက်ခိုက်ရှင်းလင်းလာကြပြီဖြစ်လို့တစ္ဆာဖောက်တပ်ဖွဲ့တစ်ခုလုံးကမရှုမလရှုံးနိမ့်တည်ဆုံးသွားခဲ့ကြရပါတယ်။ဒီယာကမန်ဒီတပ်ဖွဲ့တွေရဲ့စွမ်းအားကြီးမားမှုဖြစ်ပြီးချင်းမူတို့ဘက်ကရွှေရောင်ကာကွယ်ကြီးကိုမြင်တော့လောကမှာတူနိုင်မရတဲ့ဝုခေဟံမြခင်းလွင်ပြင်ရဲ့အရှင်သခင်ကိုမတွေ့ရတာကြပြီဆိုပြီးခေါင်းဆောင်ဖြစ်တဲ့သူကလက်နှုတ်ဆက်လိုက်ပါတယ်။ ီစကားကြတော့ပါရှန်ဘာမောက်ခကြီးကမြခင်းလွင်ပြင်ထဲမှာအရန်ကြော်ကြခဲ့တာလားဆိုပြီးလင်းရီရှုတ်တွေးမိလိုက်တဲ့အချိန်တစ္ဆာဖောက်တက်သားတွေကဒူးထောက်ရှုံးပေးနေကြပေမဲ့ပုံကန်တဲ့မျိုးနွယ်စုဝင်တွေကိုအလို့မပေးနိုင်ဘူးဆိုကတင်းမိန်ချပေးလိုက်ပါတော့တယ်။လူရိုင်းတွေရဲ့ထုံးစံအတိုင်းတည်ဆုံသွားတဲ့ဝိညာဉ်တွေကိုလုံမန်းရွှေရောင်နန်းတော်ကြီးစီရစ်ပူဇော်ကြရမယ်ဆိုကအော်ဟစ်တီကျွေးတန်တွေနဲ့အောင်ပွဲခံနေကြတဲ့အချိန်မှာတော့အစိမ်းအောင်စွမ်းအင်တွေကတောင်နှမ်းတွေအလွန်ကနေရာတစ်ခုစီဥတီသွားနေကြပါတယ်။ ဒီအခြေအရာကိုမြင်တော့အပြည့်စင်းနေမိမှာတောင်ဒီလိုရက်ဆက်မှုမျိုးမရှိဘူးဆိုပြီးဟူလင်းအားကြောက်လန့်နေခဲ့ရတဲ့အချိန်ဝူခဲဟန်ကမြက်ခင်းလွင်ပြင်ရဲ့သူရဲကောင်းလုံးမဲ့အစားရန်ခမ်းပြင်ရဲ့နောက်လိုက်ခွေးသွားလုံးနေတယ်ဆိုပြီးလောင်ပြောင်လာခဲ့ပါတယ်။ဒီနှစ်တွေအတွင်းမှာမြက်ခင်းသူရဲကောင်းတွေကိုအကုန်လုံးတပ်ပစ်ခဲ့ပြီးပြီဖြစ်တယ်လို့ဝူခဲဟန်ဆိုတဲ့သူရဲကောင်းကုန်ပုတ်ကိုလည်းပြန်ယူမလို့စောင့်နေခဲ့ကြတာဆိုပြီးမန်တီကောင်းဆောင်ဘက်ကစတင်တိုက်ခိုက်လာခဲ့ပါတော့တယ်။